KFC ကကြက်ချော်ရောင်းဖို့အရေးချင်းမရှိဘူးဆိုတဲ့ Jack Ma ဘလို့ဘီလီယံနာဖြစ်လာတာလဲ Jack Ma ရဲ့ဘဝခက်ခဲမှုမျိုးစုံ ရုန်းကန်မှုမျိုးစုံရှိခဲ့ပါတယ် Elon Musk Mark Zuckerberg နဲ့ Bill Gates တို့ဟာထူးချွန်တဲ့ပင်ကိုဗီဇာပါပြီးចောင်းကောင်းတွေတက်ခဲ့ရပေမဲ့ Jack Ma ကတော့ចောင်းမှလဲဆောင်မှုပဲခဏခဏကြားခဲ့တယ်အလုတ်အခု30ငင်းခံခဲ့ရတယ်။စီးပွားရေးလုပ်ငန်းတွေလည်းအချိန်ချင်းကျရှုံးခဲ့ရတယ်။ပြီးတော့မှဒီလိုအတွေ့အကြုံတွေများစွာနဲ့အလီဘာဘာကိုစခဲ့တာပါ။အလီဘာဘာဟာ2020မှာနေရာလ 42ဘီလီယံတန်တဲ့ company အနေနဲ့ယက်တည်နေပါတယ်။ Jack Ma ကိုယ်တိုင်ရဲ့တန်ကြီးကတော့24.3ဘီလီယံရှိပြီးတရုတ်ပြည်မှာချမ်းသာဆုံးလူငါးယောက်ထံမှတယောက်ပါဝင်ပါတယ်။ဒီနေရာကိုရောက်ဖို့ Jack Ma စီမှာအချက်3ချက်လိုအပ်ခဲ့ပါတယ်။ဒီအချက်3ချက်ကနံပါတ်1 idea အသစ်စမ်းတွေစဉ်းစားနိုင်ခြင်း။နံပါတ်2 business connection စီးပွားရေးအခြေဆက်တွေဖန်တီးနိုင်ခြင်းနံပါတ်3 investment ယင်းဒီမာတင်ဝေရှာနိုင်ခြင်းဒီ3ခုအင်္ဂါစုံအောင်ဘယ်လိုခီးဆက်ခဲ့လဲလေ့လာကြည့်ရအောင် ဂျက်မာရဲ့ philosophy က never give up ဘယ်တော့မှအရှုံးမပေးပါနဲ့ never give up အလီဘာဘာစတုန်းကယင်းဒီမတီငွေရှာခဲ့တာကုမ္ပဏီအခုပေါင်း30ကညင်းပြီးမှ မတီငွေကိုရခဲ့ပါတယ်။အောင်စိတ်ပြင်းပြတော့အကျိန်30ရှုံးခဲ့လဲအရှုံးမပေးခဲ့ပါဘူး။ဒီကျင့်စဉ်ကိုသူဘဝတလျှောက်လုံးဘယ်လိုကျင့်သုံးခဲ့လဲဆိုတာကိုနောက်ကျောင်းပြန်ရင်သိတာမှာပါ။ဂျက်ကမာဟာ1964ခုနှစ်ဇီဂျန်းမြို့တရုတ်ပြည်မှာမွေးဖွားခဲ့တာပါ။အဲ့ဒီအချိန်ကတရုတ်ပြည်ကကွန်မြူနစ်ဝါဒတွေကြောင့်ကမ္ဘာနဲ့အဆက်အသွယ်ပြတ်ခဲ့တဲ့အထူးကျန်နိုင်ငံကြီးတစ်ခုပါ။ဒီလိုနိုင်ငံရေးအနေအထားကြောင့် ဂျက်မာငငယ်တုန်းကအင်္ဂလိပ်စာလေ့လာဖို့ဘာသင်တန်းမှမရှိခဲ့ဘူး။သင်တန်းတော့ထားပါအောင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တအုပ်မှမရှိခဲ့ပါဘူး။မောင်စီတုံးခေါင်းဆောင်နဲ့ Cultural Revolution ရင်ကျိမှုပြောင်းလဲရေးကြောင့် China ကဘာကိုစပြီးအိမ်တကာဖွင့်ခတ်ပေးတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဒီတော့တရုတ်ပြည်ကိုနိုင်ငံခြားခီးလှည့်လည်သူတွေ Tourist တွေတပုံကြီးဝင်လာကြပါတယ်။ဂျက်မာက tourist တွေနေတဲ့ hotel ရှိကိုအမြဲတမ်းသွားတယ်။ဒီ tourist တွေနဲ့စကားပြောခွင့်ရဖို့ free tourist guide အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ကိုးနှစ်တိတိတရက်ကိုကီလိုမီတာ30လောက်စပိန်နှင်းပြီး tourist တွေနေတဲ့မြို့ကိုသွားတယ်။ tourist guide လုပ်ရင်းအင်္ဂလိပ်စာကိုကျင့်ခဲ့တယ်။သူစူးစမ်းမှုကတကယ်ကိုအမခံပါဘူး။ဘယ်လောက်ပဲခက်နေပါစေ never give up ဆိုတဲ့အတွေ့အခေါ်နဲ့အင်္ဂလိပ်စာကိုစူးစမ်းသင်ယူခဲ့ပါတယ်။ပညာရေးလောကကိုကြည့်မဲ့ဆိုရင်တော်တဲ့စီရင်နှံမှာလုံးဝမပါပါဘူး။မူလာတန်း၂ချိန်ကြာခဲ့တယ်။အလဲတန်း၃ချိန်ကြာခဲ့တယ်။တက်ကသိုလ်ဝင်ခွင့်၃ချိန်ကြာခဲ့တယ်။ ဟာဗတ်တက်ကသို့ဝင်ခွင့်ကို10ကြိမ်တိတိရှောက်ခဲ့တယ်။10ကြိမ်လုံးညှင်းခံခဲ့ရပါတယ်။ပညာရေးသဘောအရတော့သူ့လိုကိုယ်လိုပါပဲ။အခွင့်အရေးတစ်ခုမှမရရှိခဲ့ပါဘူး။ဒါပေမဲ့ Never give up ဆိုတဲ့အတွင်းနဲ့ကြိုးစားခဲ့တာ1988ခုနှစ်မှာတော့ Hangzhou Normal University အနေနဲ့ English major နဲ့ BA ပွဲရခဲ့ပါတယ်။ကျောင်းပြီးတော့လုပ်ငန်းခွင်ထဲဝင်လာတဲ့အချိန်မှာ အလုပ်အခု30ညှဉ်းခံခဲ့ရတယ် KFC မှာလူ24ယောက်အလုပ်လျှောက်ခဲ့တာ23ယောက်အလုပ်ရခဲ့တယ်ဂျက်ကမာကတော့ KFC က you are no good မင်းကသုံးစားလို့မရပါဘူးဆိုပြီးညှင်းခဲ့ပါတယ်23 people accepted i was the only one guy အလုပ်ရဖို့အရန်လွယ်တယ်ဆိုတော့ရဲအလုပ်ကို လူ9ယောက်လျှောက်ခဲ့တာ၄ယောက်အလုပ်ရခဲ့တယ် ဂျက်ကမာတယောက်ကလွဲလို့ပေါ့နောက်ဆုံးမှာတော့သူတက်ခဲ့တဲ့တက်ကတူမှာပဲအင်္ဂလိပ်စာဆရာအနေနဲ့အလုပ်ဝင်လုပ်ခဲ့ပါတယ်တချိန်ကအင်္ဂလိပ်စာတက်ဖို့သူရဲ့ပေးစမှုတွေကအခုတော့လဲသူ့အတွက်အသုံးတမ်းနေခဲ့ပါတယ်ဒီလောက်တည်းမဟုတ်ပါဘူးသူကအင်္ဂလိပ်စာတက်ချွမ်းမှုကိုအာကိုပြီးဘာသာပြန်လုပ်ငန်းကိုလည်းစတင်ခဲ့ပါတယ်အချက်နံပါတ်1 idea အစ်စ်စမ်းတွေတွေးတက်ခြင်း1995မှာတော့ ဘာသာပြန်အလုပ်လုပ်ရင် USA ကိုအလဲရောက်ခဲ့ပါတယ်။ဒီအချိန်က USA မှာအင်တာနက်လုပ်ငန်းတွေစပြီးထွန်းကားနေတဲ့အချိန်မှာ World Wide Web ဒါမှမဟုတ်လဲ .com boom ဆိုပြီးတော့မှလူသိများကြပါတယ်။တကယ်ချင်းတယောက်ကမိတ်ဆက်ပေးလို့အင်တာနက်အကြောင်းသိခဲ့ရတယ်။ရကြောင်းကောင်းပြီးတစွာပဲ အင်တာနက်မှာ Jack မှာပထမဆုံးရှာခဲ့တဲ့စကားလုံးမှာ So I searched the first the word of beer. ဆိုရဲစကားလုံးမှာပဲတကမ္ဘာလုံးက beer တွေကိုသူ search engine တွေမှာတွေ့ရတယ်။တရုတ်ပြည်က beer တွေဘာမှမပေါ်လာအောင်တရုတ်ပြည်ဟာအင်တာနက်လောကနဲ့ဘလောက်ဆက်ပြတ်နေလဲဆိုတာကိုသူ꽹꽹꽹꽹မြင်လိုက်ရပါတယ်။ Beer from China and I say okay type the second word is China. No data. Nothing. Nothing. ဒီတော့သူငယ်ချင်းတယောက်နဲ့ပေါင်းပြီးအင်တာနက်အလုပ်တစ်ခုကိုစတင်ဖို့တိုင်ပင်ခဲ့ပါတယ်။တရုတ်ပြည်ကလုပ်ငန်းတွေကိုကမ္ဘာနဲ့ဆက်သွယ်လုပ်ကိုင်လို့ရအောင် China Page ဆိုတဲ့ website ကိုစခဲ့ပါတယ်။တရုတ်လုပ်ငန်းရှင်တွေရဲ့ပစ္စည်းတွေကိုအင်တာနက်မှာကြော်ညာပေးတဲ့လုပ်ငန်းတစ်ခုပါပဲ။ website ကိုစပြီးတင်လိုက်တဲ့နေ့မှာပဲနိုင်ငံတကာကလုပ်ငန်းရှင်တွေစီကနေလုပ်ငန်းပူးပေါင်းလုပ်ကိုင်ခြင်းနဲ့ဆိုတဲ့ email တွေကိုရခဲ့ပါတယ်။အင်တာနက်ပေါ်မှာပစ္စည်းကြော်ညာတဲ့ idea ကသူများတွေအလွယ်တကူကူးနိုင်တဲ့ idea မို့ copycat website တွေတပုံကြီးပေါ်လာခဲ့ပါတယ်။ idea အတွေးအခေါ်ကောင်းပေမဲ့အရင်နေ့မရှိခဲ့ပါဘူး။အရင်နေ့ထုတ်ပေးနိုင်တဲ့လုပ်ငန်းရှင်တွေနဲ့လည်းသူမသိခဲ့ဘူး။ဒီရက်ပထမဆုံးလုပ်ငန်းမှာတော့အင်္ဂါမစုံနေတော့ရေရှင်မခံပဲမကြခင်မှာပိတ်လိုက်ရပါတယ်။အချက်နံပါတ်1 business connection စီးပွားရေးအခြေဆက်ဖန်တီးနိုင်မှု China based လုပ်ငန်းပိတ်ပြီးတဲ့နောက်ပိုင်းမှာတော့နိုင်ငံခြားကုန်သွယ်ရေးနဲ့စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ ူအလုပ်လုပ်ခဲ့ပါတယ်။ဒီလုပ်ငန်းမှာတော့စီးပွားရေးနဲ့ပဲအသီးသီးမှထွန်းပေါက်အောင်မြင်နေတဲ့တရုတ်လုပ်ငန်းရှင်တွေနဲ့သူတီကျွမ်းဝင်ခဲ့ပါတယ်။ဒီလိုအသည့်တွေထဲမှာ Yahoo ကိုစတင်တည်ထောင်ခဲ့တဲ့ Jerry Yang နဲ့လည်းတီကျွမ်းဝင်ခဲ့ပါတယ်။ချက်နံပါတ်3 Investment ယင်းမှတင်ွေရှာနိုင်ခြင်း 1999မှာတော့အစိုးရဝန်ထမ်းအလုပ်ကိုနားပြီးလုပ်ငန်းအသစ်စဖို့ကြံ့ရွယ်ခဲ့ပါတယ်။ဂျက်ကမာနဲ့သူ့မိန်းမအပါဝင်တငယ်ချင်း16ယောက်ကအာလီဘာဘာဆိုတဲ့ company ကိုစတင်ခဲ့ကြတယ်။အာလီဘာဘာဆိုတဲ့နာမည်ကခေါ်ရတာလွယ်လို့ပါလူသိလက်များတယ်။ San Francisco ရောက်တုန်းကလမ်းသွားလမ်းလာလူတွေကိုအာလီဘာဘာဆိုတာသိလားလို့ဂျက်ကမာမေးခဲ့ပါတယ်။သိပါတယ်။အာလီဘာဘာနဲ့တခိုးအယောက်40 Open Sesame ဆိုတဲ့ပုံမြင်လေးတွေကငငယ်ကလေးကသိခဲ့တာပါဆိုပြီးပြန်ပြောခဲ့ကြပါတယ်။ ဂျက်ကမာရဲ့ Alibaba Company ရွေးချက်ကတော့ Small and Medium Business လုပ်တဲ့သူတွေအတွက်ကုန်သွယ်ရေးလွယ်ကူအောင်ပြုလုပ်ပေးဖို့ပါလုပ်ငန်းတော့စလိုက်ပြီး Company ကိုကမ္ဘာကျော်ဖြစ်အောင်လည်းရွေးချက်တွေထားပြီးသွားပြီအရင်နေ့ကဘယ်ရရမှာလဲဂျက်ကမာကအင်တာနက်လုပ်ငန်းထွန်းကားနေတဲ့ US က Silicon Valley ကယင်းနှမြုံနံသူတွေစီကနေမတီငွေရှာဖို့ရောက်လာပါတယ် Alibaba ရဲ့စီးပွားရေးအခြေအနေကမကောင်းဘူးဆိုပြီးယင်းနှမြုံနံသူတွေကညှင်းဆိုခဲ့ကြပါတယ် 73ချိန်တိတိနှုံးပြောတာကြားပြီးတဲ့နောက်မှာတော့ သူလိုချင်တဲ့ yes အဖြေကို ရခဲ့ပါတယ် Goldman Sachs company က5 million နဲ့ SoftBank က20 million ယင်းနှီးမြှုပ်နှံဖို့သဘောတူခဲ့ကြတယ်ဒီလိုမတီငွေကောင်းကောင်းနဲ့ Jack Ma ဟာစီးပွားရေးလုပ်ငန်းကိုအကြီးအကျယ်ထည့်လာနိုင်ခဲ့ပါတယ်2009ခုနှစ်ကတော့ internet company တွေအကြက်တဲတွေးတဲ့နှစ်တစ်နှစ်ပါနိုင်ငံတကာမှာရုံးခွင့်ဖွင့်ထားတဲ့ Alibaba ကအကြက်တဲများစွာတွေးခဲ့ရပါတယ်ဒီလိုအခက်အခဲတွေကိုကြော်လွားဖို့ Chinese market ကိုသာအယုံဆိုင်မယ်ဆိုပြီးနိုင်ငံတကာကရုံးခွင့်တွေအားလုံးကိုပိတ်ခဲ့ကြပါတယ် Chinese market ထဲမှာတော့ပြိုင်ဘက်ကြီး eBay ကတော်တော်လေးနေရာယူပြီးတာအချိန်မှာ eBay ကတော့စီးပွားရေးလုပ်ငန်းတွေကို American Sasan Ranjana နဲ့ဈေးကွက်နေရာလူတဲ့အချိန်မှာ Alibaba ကိုတစစီရှုံးခဲ့ပါတယ်။ Alibaba ကတော့တရုတ်လူမျိုးတွေရဲ့ဈေးကွက်စားသုံးသူတွေရဲ့သဘောတဘာဝကိုနားလည်ခဲ့လို့တရုတ်ပြည်သူတွေအကြိုက်ဖြစ်လာခဲ့ပါတယ်။ပထမ3လနှစ်မှာ Alibaba ကအမျက်ငွေလုံးဝမရှိခဲ့ပါဘူး။ ဂျက်ကမာရဲ့အဆိုအရပထမ၅နှစ်ကိုဝင်ငွေမရှိလဲစီးပွားရေးဆက်ပြီးလှုပ်ဆောင်နိုင်မှုမတင်ငွေရှိပြီးတောင်းခံနိုင်မယ်ဆိုရင်တော့အောင်မြင်မှုအလားအလာများပါတယ်။ဂျက်ကမာတရက်စားတောက်ဆိုင်သွားပြီးပိုက်ဆိုင်ရှင်းမယ်ဆိုတော့ဝေတာကဒီဝိုင်းရှင်းပြီးသွားပါပြီဆိုပြီးတော့မှစာရွက်တရက်ကိုပေးတယ်။ဒီစာရွက်ထဲမှာရေးထားတာကတော့ဂျက်ကမာရဲ့မင်းဝင်ငွေမရှိဘူးဆိုတာကငါသိတယ်။ဒါပေမဲ့အလီဘာဘာကြောင့်ငါဝင်ငွေတွေအများကြီးတိုးလာတယ်။ဒါကြောင့်မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ဘယ်လိုငါပေးလိုက်ပါရနော်။ ဒီလိုကျေးဇူးတင်ခံရတဲ့အတွေ့အကြုံတွေတစ်ခုပြီးတစ်ခုသူကြုံလာရပါတယ်။2003ခုနှစ်မှာတော့ Jack Ma တစ်ခုတတိထားမိလာတယ်။ Alibaba platform မှာလူတွေကစကားပြောတာများပြီးကုန်သွယ်မှုလုပ်တာတွေနည်းနေခဲ့တယ်။ဘာကြောင့်လဲလေ့လာကြည့်တော့ online payment တွေကတိတ်အဆင်မပြေလို့ပေါ့။ပြီးတော့ Jack Ma က online payment လုပ်ရတာလွယ်ကူဖို့ ban တွေအများကြီးနဲ့စကားပြောခဲ့တယ်။ ban တွေကဒါလုံးဝမဖြစ်နိုင်ဘူး။အရန်ကိုပိန်းတဲ့ idea ပါလို့ညင်းခဲ့တယ်။ ဂျက်ကမာကတော့ဆက်လက်စူးစမ်းပြီးအလီပေးကိုစတင်ခဲ့ပါတယ်ပေးမှန်ကောင်းလာတာနဲ့စီးပွားရေးလည်းပိုပြီးဖြစ်လာတယ်အခုဆိုအလီပေးကိုနိုင်စင်သုံးဆွဲတဲ့လူဦးရေတန်ပေါင်း640ရှိပါတယ်။2005ခုနှစ်မှာတော့စီးပွားရေးထက်ချယ်ဖို့မာတင်ဂရီအများကြီးလိုလာတယ်။အခုဆိုရင်ဂျက်မာဟာစီးပွားရေး connection တွေအများကြီးရှိနေပြီမို့မာတင်ဝင်ရှာတာအရင်ကလိုမခက်ခဲတော့ပါဘူး။ Yahoo CEO Jerry Yang နဲ့ဆက်သွယ်ခဲ့တယ်။ Yahoo က Alibaba ရဲ့30% share အတွက် မတင်ငွေ US ဒေါ်လာ1 billion ရင်းနှီးခဲ့ပါတယ်အခုဆိုရင် Jack Ma ရဲ့ success formula အောင်မြင်မှုဤပညာပြည့်စုံသွားပါပြီ။ idea အကောင့်တွေကိုလည်းသူစဉ်းစားတတ်တယ်။စီးပွားရေးနယ်ပယ်မှာကြော်ကြားသူတွေနဲ့လည်း connection ရှိတယ်။မတီငွေဘယ်လိုရှာရလဲဆိုတာကိုလည်းသူကောင်းကောင်းပါနဲ့နေပါပြီ။ဒီတော့ Jack Ma Billionaire ဖြစ်လာဖို့ foundation ကကောင်းကောင်းချပြီးသွားပြီပေါ့။2014မှာ New York Stock Exchange မှာ public company အနေနဲ့အောင်မြင်စွာ list လုပ်နိုင်ခဲ့ပါတယ်။ဒီလိုပထမဆုံးအကြိမ်လုပ်ခဲ့တဲ့ initial public offering IPO မှာ သူတို့ US ဒေါ်လာ25ဘီလီယံရှာနိုင်ခဲ့ပါတယ်။ဒါကတော့ USA ရဲ့စီးပွားရေးသမိုင်းမှာကြီးမားဆုံးအောင်မြင်မှုတစ်ခုပါ။အလီဘာဘာရဲ့ဆက်ရှင်နှစ်ပြည့်မွေးနေ့မှာတော့ Jack Ma ဟာစိတ်လွတ်ကိုလွဆင်ပေါ်တက်ပြီးထွက်ခနိုင်ခဲ့ပါတယ် heavy metal ဝတ်စုံတဲ့တပုတ် michael jackson ဝတ်စုံတဲ့တပုတ်ဝတ်စုံအမျိုးမျိုးလဲပြီး company ဝန်ထမ်းတွေကိုဖျော်ဖြေခဲ့ပါတယ်2020မှာဆိုရင် alibaba မှာအလုပ်လုပ်တဲ့လူဦးရေ 2သိန်းခွဲနီးပါးရှိပြီးအလီဘာဘာရဲ့တန်ဂျီကတော့290ဘီလီယံ US ဒေါ်လာတန်ပါတယ်။ဂျက်မာကိုတိုင်ရဲ့တန်ဂျီကတော့24.3ဘီလီယံရှိပြီးတရုတ်ပြည်မှာချမ်းသာဆုံးလူ9ယောက်ထဲမှာတယောက်ပါဝင်ပါတယ်။2020အစပြီးသူကစီးပွားရေးတွေကိုရှော့လုပ်လာပြီးလူမှုရေးနဲ့ပရာဟီတာလုပ်ငန်းတွေကိုပိုပြီးလုပ်လာပါတယ်။တစ်ချိန်ကအင်္ဂလိပ်စကားပြောနိုင်မှုအတွက်ကီလိုမီတာ30စပိန်စီးခဲ့တဲ့ဂျက်မာဟာ အခုဆိုရင်အပန်းဖြေဖို့စပိန်ကိုကိုပိုင်ဆိုင်ခံသင်္ဘောနဲ့တွားနိုင်တဲ့အနေအထားကိုရောက်နေပါတယ်။တန်ပေါင်းဒေါ်လာ100ကျော်တန်နဲ့အိမ်ဆောက်ထားပြီးပု္ပ္ပစာစည်းစိမ်ပျော်ရွှင်မှုကို မိသားစုနဲ့အတူခံစားနေပါတယ်။